်မင်္ဂလာပါဆယ်နာရီဇက်တက်အသုံးခံတဲ့ laptop တစ်လုံးအကြောင်းကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒီ laptop လေးဟာကျွန်တော်ဆိုင်မှာရရှိနိုင်တဲ့ laptop လေးတစ်လုံးဖြစ်ပြီးသူ့ရဲ့အမျိုးအစားကတော့ MacBook Air M1 2020ဖြစ်ပါတယ်အစ်စ်အတိုင်းတန်တဲ့ second hand computer လေးတစ်လုံးဖြစ်ပြီးဈေးနှုန်းကတော့22သိန်း9000ကျပ်ဖြစ်တဲ့အပြင်ကျွန်တော်ဆိုင်ကပေးတဲ့အမကန်ကိုလည်းရရှိမှာဖြစ်ပါတယ်အပေါ်ရန်အချက်လက်တွေကိုအရင်လေ့လာကြည့်ရအောင်အရောင်က space gray လို့ခေါ်တဲ့မိဂိုးရောင်ဖြစ်ပါတယ် screen အရွယ်အစားကတော့73လက်မဖြစ်ပြီးအလေးချိန်ကတော့3ပေါင်နီးနီးဖြစ်ပါတယ် sales region ကတော့ ZPA လို့ခေါ်တဲ့စင်ကာပူဖြစ်ပြီး keyboard ဟာအင်္ဂလိပ်စလုံးတွေသာပါတာကြောင့်အမြင်ရှင်းပါတယ်သူ့ရဲ့ battery cycle count ကတော့200ကျော်သာဖြစ်ပြီး battery health ကတော့80%ကျော်ဖြစ်ပါတယ် original box နဲ့ရရှိမှာဖြစ်ပြီးအထဲမှာ macbook အပြင် original adapter original အသွင်ကျူးနဲ့ apple logo sticker အစရှိတဲ့ document လေးတွေလည်းပါဝင်မှာဖြစ်ပါတယ် computer ရဲ့ specs အသေးစိတ်ကိုလေ့လာကြည့်အောင်သူ့ရဲ့ CPU က Apple Silicon M1 chip ဖြစ်ပါတယ် memory လို့ခေါ်တဲ့ RAM အနေနဲ့ကတော့ 8GB ဖြစ်ပြီး graphic ကတော့ integrated GPU ဖြစ်ပါတယ်။ storage ကတော့ 256GB ဖြစ်ပြီးအမျိုးအစားကတော့အလွန်လှည့်မြန်တဲ့ M.2 NVMe SSD ဖြစ်ပါတယ်။ display resolution ကတော့2560 1600 pixel ဖြစ်ပြီး operating system ကတော့ macOS ရဲ့နောက်ဆုံးထွက် version တွေကိုနောက်ထပ်၄နှစ်လောက်အထိ update လုပ်နိုင်အောင်လို့ယူဆပါတယ်။ touch ID ကိုအသုံးပြုနိုင်မှာဖြစ်တဲ့အပြင်ပတ်ဝန်းကျင်အလင်းရောင်နဲ့ light ဖက်တဲ့ display အရောင်ကို auto ပြောင်းလဲပေးမဲ့ true tone function လည်းပါဝင်ပါတယ်။ အားတရာရခိုင်နှုန်းပြည့်ဖို့အတွက်ကြာချိန်2နာရီခန့်သာဖြစ်ပြီးဒီ MacBook လေးရဲ့အဓိကအားတာချက်ကတော့ပြန်လည်အသုံးပြုနိုင်တဲ့ battery life ဖြစ်ပြီး YouTube တောက်လျှောက်ကြည့်မယ်ဆိုရင်အချိန်10နာရီခန့်ဇက်တိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ CPU က Apple Silicon M1 chip ဖြစ်တာကြောင့်တာမန် Windows laptop တွေနဲ့ရှင်ပြီးအလုပ်လုပ်တဲ့အခါမှာတိတိတသားလျှင်မြန်ပြီးခွန်အားပြည့်ဝနေတဲ့အားတာချက်ကိုရရှိမှာဖြစ်ပါတယ်။ဒါအပြင်ဒီဇိုင်းအနေနဲ့ကလည်းယောက်ျားလေးရော main ကလေးနဲ့ပါလိုက်ဖက်တဲ့ဒီဇိုင်းလေးဖြစ်ကပါလွာပြီးအလေးချိန်၃ပေါင်ခန့်သာရှိတဲ့အတွက်ចောင်းသားចောင်းသူလူငယ်တွေအတွက်အထူးသင့်တော်ပါတယ်။ battery life လဲစင်နာရီဝင်းကျင်ခံတာမှုတနေ့ကုန်အတန်းတက်ရတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ကျောင်းကိုအားသွင်းကြိုးတည်သွားစရာမလိုတဲ့ laptop လေးတစ်လုံးဖြစ်ပါတယ်။ second hand ဖြစ်ပေမဲ့ reading 10 by 10ပေးလို့ရတဲ့အစ်စ်တိုင်းတန့်နေတဲ့ computer လေးတစ်လုံးဖြစ်ပြီးပေးရတဲ့ဈေးထက်ပိုတန်တဲ့ဆွမ်းဆောင်ရည်ကိုရရှိမှာဖြစ်ပါတယ်။ဒီ MacBook လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဆိုင်ရဲ့ Facebook page နဲ့ဖုန်းနံပါတ်ကိုအောက်က description မှာဖော်ပြထားပါတယ်။ ျွန်တော်တို့တင်ဆက်ပေးနေတဲ့ content လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါ रे ခင်ဗျာ comment နိုင်ကိုလည်းကျွန်တော်တို့တည်တည်ချာချာဖတ်ပါ रे အားလုံးကိုကျေးဇူးတင်ပါ रे တဲ့အနေနဲ့ iPhone တွေ MacBook တွေကိုကြည့်ရှုလေ့လာရတာသဘောကျနှစ်သက်တယ်ဆိုရင် Apex Trading လို့ခေါ်တဲ့ကျွန်တော်ရဲ့ site လေးကို Facebook မှာဝင်ရောက်လေ့လာလို့ရပါ रे Apex Trading မှာအဓိကအားဖြင့် iPhone MacBook iMac Mac Mini အပြင် IT နည်းပညာဆိုင်ရာပစ္စည်းမျိုးစုံကိုအစ်စ်ရော second hand အနေနဲ့ပါအယောင်အဝယ်အလဲအထက်ပြုလုပ်ပေးပါ रे